હરે કૃષ્ણ નમો ઓમ વિષ્ણુ પદાય કૃષ્ણ પ્રસાય ભૂતલે શ્રીમદે ભક્તિવેદાંત સ્વામી દિનામિને નમસ્તે સરસ્વતી દેવે ગૌરવાણી પ્રચારિને નિર્વિશેષ શૂન્યવાદી પાસ જાતિ શતા જય શ્રી કૃષ્ણ ચૈતન્ય પ્રભુ નિત્યાનંદ શ્રી અદ્વૈત ગદાધર શિવાસાદિ ગૌર ભક્તો હરે કૃષ્ણ હરે કૃષ્ણ 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 હરે 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 રામ હરે રામ 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 હરે કૃષ્ણ સજ્જનો શ્રી પ્રભુપાતીએ વ્યાસિંહ ચૈતન્ય મહાપ્રભુએ પુનઃ મુદોની ઉજી વેરે 48ရက်မြောက်နေ့အစည်းအဝေးဒီနေ့ဆိုရင်19ရက်ရှိပါပြီ။ဘုရားရှင်တနမှာဘုရုပ်ပွင့်တော်မူတော့နေ့ရောက်ဖို့တော့ကိုစုစုပေါင်းရပ်ပေါင်း30ပဲကြာမှာတော့လေနော်။ဆိုတော့ဒီရပ်ပေါင်း30အတွဲမှာကျွန်တော်ဘုရားရှင်ရဲ့တနမှာဘုရုပ်ပွင့်တော်မူတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နားထောင်နေမယ်။အခုကျွန်တော်တို့ဘယ်ကိုရောက်လာပြီလဲဆိုတော့မတ်တည့်လီလာကိုရောက်ပါပြီနော်။ဘုရားရှင်ရဲ့တနမှာဘုရုပ်ဒီဘုရားရှင်ရှိခရစ်နာကိုတော်တိုင်းဖြစ်တယ်။ဘုရားရှင်ရှိခရစ်နာကလုံးငယ်တဲ့ပေါင်း9000ကျော်ကပြောကြားခဲ့တဲ့ဘုဂဝတ်တိတော်ကိုလူတွေကနားမလဲဘူး။ဘုရားရှင်ရဲ့ဒီဘုတ်တိဘယ်လိုဖြစ်ရမလဲဆိုတော့မသိဘူး။မသိတဲ့အခါကျတော့ဘုရားရှင်ကိုတော်တိုင်းက သူကိုယ်တိုင်စဉ်သက်ကြွလာတော့မူပြီးတော့1486မှာပြန်ပြီးစဉ်သက်ကြွတော့မူပြီးတော့ဘယ်လိုမျိုးနေရမယ်ထိုင်ရမယ်ဆိုတဲ့ကိစ္စကိုကျွန်တော်တို့ပြန်ပြီးတော့သင်ပေးခဲ့ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နည်းနည်းလေးကြည့်နေတာဒီမတ်ရက်လီလာကိုရောက်ပါပြီအခုကျွန်တော်လေ့လာနေတဲ့ကျမ်းစာကိုဘယ်သူကရေးခဲ့တာလဲဆိုတော့ဒေရှနဒါစ်ကဗီရာဂျ်ကိုဆွမ်မီမဟာရာဇ်ကရေးကြရတဲ့ဧတကေရှင်ဖြစ်ပါတယ်တက်တော်90ကျော်ဆိုတဲ့အချိန်မှာသူဟာတယောက်တည်းတော့ဘုရားရှင်ရဲ့ခွင့်ပြုချက်နဲ့ဘုရားရှင်ရဲ့ဒီဗိုတီတွေရဲ့အားပေးမှုနဲ့ခြေတနာမဟာပရုရဲ့ဇတ်တော်ကိုဆက်ပြီးတော့ရေးသားခဲ့တာဖြစ်ပါတယ် ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နည်းနည်းလေးဆက်ပြီးတော့ကြည့်အောင်နော်ဆိုတော့ဘုရားရှင်ရတနာမှာပြုပုရဲ့ပွင့်တော်မူသောအကြောင်းအရာလေးတွေအရပဲဒါမှလေးနဲ့တည်းသူလုပ်ခဲ့တဲ့အကြောင်းအရာလေးနဲ့ဒါမှလေးနဲ့တာဖြစ်တဲ့အတွက်နော်။နည်းနည်းစီကြည့်နေတာဒီအခုမတ်ရက်လီတာရဲ့အခန်းခုနှစ်ကိုရောက်ပါပြီ။အခန်းခုနှစ်မှာအခုကျွန်တော်ဆက်ပြီးတော့ကြည့်ရမယ့်အကြောင်းအရာလေးကတော့အခန်းခုနှစ်ပါဠိတရား36ခန်းဒီပါဠိတရား55အထိပါတယ်။ဝါစုဒေဝ ဟိုဒီ leprosy လို့ခေါ်တဲ့နူနာယောဂါဆွဲကတ်နေတယ်ဗာသုသေးဗာအကြောင်းပါဗာသုသေးဗာကအမှန်တမ်းယူထားတယ်အမှန်တမ်းနူးညံ့တယ်အမှန်တမ်းအဲဟိုဖြူစင်တဲ့ဘတ်တတယောက်ဖြစ်တယ်သူကဒါပေမဲ့သူ့မှာဗာယောဂါဆွဲကတ်နေတယ်ဆိုတော့အနာကြီးယောဂါပေါ့နူနာယောဂါလို့ခေါ်တယ်အနာကြီးယောဂါ leprosy ယောဂါဆွဲကတ်နေတယ်ပေါ့သူကအဲ့ဒီဟွာမှာနေနေတာအဲ့ညာကိုကျေတနာမှာပြုတ်ပေါ့ကြွပြီးကျေတနာမှာကိုပြန်ပြီးဆိုပြီးတော့သူကြားလိုက်တဲ့ခါမှာဗာသုသေးဗာသုသေးဗာကသူကဗာပြီးတော့မူလဲွားလာတဲ့ခါတည်း ဟာသွားပြီတနေငါရဲ့ချင်းမြန်လို့ဆိုရတဲ့ဘုရားရှင်ကရစ္စနာတဖြစ်တဲ့ဘုရားရှင်ကျေတနာမှာဘုငါဘူးမတွေ့ရတော့ဘူးဆိုပြီးတော့စိတ်ညစ်ပြီးတော့တခါတည်းမူးလဲသွားတယ်ပေါ့အဲ့ဒီမူးလဲသွားတဲ့ချိန်မှာ तू မူးလဲသွားတာကိုကျေတနာမှာဘုကချက်ချင်းကိုတိပြီးတော့ချက်ချင်းကိုသူ့ရဲ့ devotee ဖြစ်တဲ့ဝါစုဒေကိုတွေ့ဖို့တော့ပျံလှဲ့လာပြီးတော့ဝါစုဒေကတကူလုံးမှာနူနာယောဂာရင်နဲ့ပြည့်နေတာကိုဝါစုဒေကိုဘာလို့ချက်ချင်းလှမ်းဖတ်လိုက် လှမ်းပလိုက်တဲ့အခါမှာတခါတဲ့ကန္နာကိုတစ်ခုလုံးမှရှိတဲ့နူနာယောဂအနာကြီးယောဂတစ်ခုလုံးဟာချက်ချင်းယူပြစ်သလိုပျောက်သွားခဲ့တယ်။နော်ဒါဟာစေတနာမပရုရဲ့မေတ္တာတော်ဝါစဒေဘုံမှာကြာရောက်တယ်ဆိုတဲ့လက္ခဏာကိုအဲ့ဒီမှာလူတွေအားလုံးကြည့်ပြီးတော့အယံကိုအာဝေါ်သွားကြတယ်။ဝါစဒေကိုယ်တိုင်ကလည်းဘာဖြစ်သွားလဲဆိုတော့လောကုတ္တရာအနေနဲ့အမတန်မှပျော်ရွှင်ချမ်းမြေ့မှုကိုခံစားလိုက်ရပြီးတော့စေတနာမပရုကသူ့ဘာအကြံပေးလဲဆိုတော့ဖယားရှင်နဲ့မြင့်မြတ်တဲ့နာမတော်ဖြစ်တဲ့ဟရိကရစ္စနာဟရိကရစ္စနာကရစ္စနာကရစ္စနာဟရိယရဲ့ ဟရေရာမဟရေရာမရာမရာမဟရေရာဘုရားရှင်နာမတော်ကိုဆက်ပြီးတော့ရွတ်ပါပြီးရင်အဲ့ဒါကိုလူတိုင်းနဲ့ share လုပ်ပါနော်ကျွန်တော်ခုခင်မှာပြောကြ sharing is caring sharing is caring share လုပ်ပါ share လုပ်ပါ share လုပ်ပါလို့ပြောကြတယ် share လုပ်ပါဆိုတော့ပထမအဆုံးစပြောခဲ့တာဒီစီချိန်တည်းမှာပို့ဖြစ်ဘာကို share လုပ်ခိုင်းလဲဆိုရင်ဘုရားရှင်ရဲ့နာမတော်ကို share လုပ်ခိုင်းနော်အခုကျွန်တော်ပြောရမလား sharing is caring sharing is caring ဆိုတာအခုမှပြောကြတယ်နော် share လုပ်တယ်ဆိုတဲ့ကိစ္စကိုစပြီးတော့ပြောခဲ့တဲ့သူကဘာလို့လဲဆိုရင် เจตนามาบ่ดาวเหมี่ยวไปบ่พระရှင်นามาโลก็เหมี่ยวไปบ่เนาะสวดาดีอะคัน9ขึ้นมาปาละဖြစ်တယ်อะคัน6ยောက်တဲ့ခါမှာอะคัน6ရဲ့ပါဒ1ကနေပြောပါဒ333ထိကိုရာမန္တရာရဲ့အကြောင်းကိုတွေ့ရဂျဂနာကူရီကိုဂျဂနာကူရီကနေမထွက်ခင်မှာเนาะဆောရဘမဘတ်တာဂျရီယာကနေပြောဘာပြောလဲဆိုတော့ဘုရားရှင်ဂျေဇုပြုပြီးတော့ရာမန္တရာကိုသွားရင်းနဲ့တွေ့လိုက်ပါတောင်ပိုင်းမှာလို့ပြောတဲ့ခါကျတော့เจตนามาဘုရားကโอเคမှတ်ထားတယ်မှတ်တာတော့အဲ့ဒါကိုသူကโกดาวดีမြေနာကိုရောက်တဲ့ခါကျတော့ ရာမနန္ဒရာယ်နဲ့တွေ့ဖို့တော့စီစဉ်တာပေါ့ရာမနန္ဒရာယ်ကိုတွေ့တယ်တွေ့တဲ့ကကြာရာမနန္ဒရာယ်ကသူ့ရဲ့တုံးတန်နဲ့သူ့မှာရှိတဲ့အုပ်စုကြီးအကြီးကြီးပေါ့သူနဲ့ပတ်ပတ်လည်မှာတော့ပါတဲ့တော့အဖွဲ့ကြီးအကြီးကြီးတယ်အဖွဲ့ကြီးနဲ့ရောက်လာတကယ်တမ်းပြောရင်သူက governor တော့ governor ဆိုတာဒီကနေ့ပြောရင်ဒီမြို့ကိုအုပ်ချုပ်တဲ့ပုဂ္ဂိုလ်ပေါ့နော်ဒီနော်ဟွာပေါ့အဲကဲ ရာထူးကြီးပုံကိုပေါ့နော်ဒီမျိုးမျိုးမျိုးတစ်မျိုးလုံးကိုသူကအုပ်ချုပ်တဲ့ပုံကိုဆိုတော့အဲ့ရတကယ်တော့နော်ရာထူးကိုရှင်ဟာကြီးမာတယ် powerful ဖြစ်တယ်နော်သူပြောရရင်အကုန်လုံးဖြစ်တယ်ဗျာအဲ့လိုမျိုးလူပေါ့ဒါပေမဲ့လည်းပါလဲဆိုတော့သူကအဲ့ဘက်မှာလည်းဖြစ်တယ်ဒါပေမဲ့တစ်ဖက်တည်းမှာလည်းပါဖြစ်လို့ဆိုတော့အိမတန်မှတော်တဲ့ဘုရားရှင်ဘက်တတယောက်ဖြစ်တယ်ဆိုတော့ဘုရားရှင်ဘက်တဖြစ်တဲ့မန္တရာကဇေတနာမဘုရုကိုတွေ့လက်ကမှာဇေတနာမဘုရုရဲ့အယောင်ဝါကအမတန်မှလင်းလက်တောက်ပနေတဲ့ခါကျတော့သူချက်ချင်းရှေ့ကိုရောက်လာပြီးတော့ဘာလို့လဲဆိုတော့ဇေတနာမဘုရုကိုချက်ချင်းဖတ်တယ်ဆိုတော့ ဆိုဘာသွားတွေ့ရလဲဆိုအိုးလွန်ခဲ့တဲ့နေ့ပေါ့များစွာမတွေ့ရပါဘူးဆိုတော့တော့ညီတငယ်ချင်းနှစ်ယောက်လာပြီးတော့တွေ့သလိုမျိုးတယောက်တောင်းတောင်းချစ်ပြီးတော့စကားပြောကြတယ်သူတယောက်နဲ့တယောက်ဘယ်လောက်ဒီစိတ်ဝင်စားပြီးစကားပြောကြလဲဆိုရင်တော့ရှောက်စကားပြော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 အဲ့ဒီညနေညနေစပြောတာဒါတင်နာမဘရုကလည်းမင်းကိုနေမေးရာမနန္ဒကိုရာမနန္ဒကလည်းဝိုင်းစနဝတီယိုလော်ဂျီနဲ့ပတ်သက်တဲ့အနစ်ချုပ်တွေကိုမေးဆွေးနွေးပြီးရင်တော့ဒီအားတော့တယောက်နဲ့တယောက်တိုင်ပင်ကြပြောကြဆိုကြသူတို့အားလုံးအဲ့မှာစကားပြောတာရာမနန္ဒကလည်းလုံးဝ နော်တကယ်ရာသနဲ့ခရစ်စတန်နဲ့ဂျားထဲမှာရှိတဲ့ဗန္ဒဝန်မှာရှိတဲ့မေတ္တာပေါ့အဲ့ဒီမေတ္တာရဲ့ conclusion ကဘာလဲဆိုတဲ့ကိစ္စကိုအသေးချ present လုပ်တယ်ဆိုတော့အဲ့လိုရာမန္တရာရဲ့ဘာသာကနေပြောတဲ့အခါကျောဂျေတနာမဟာပရုကတခါတဲ့ဒီစကားကိုနားထောင်ရင်နားထောင်ရင်နားထောင်ရင်ဆယ်ညဇက်တိုက်နားထောင်တယ်လို့မကြည့်တော့ဂျေတနာမဟာပရုကဘလောက်ထိမျောသွားလဲဆိုရင်ဆယ်ညတိတိရာသရာသနဲ့ခရစ်စတန်အကြောင်းကိုနားထောင်အဲ့မှာဂျေတနာမဟာပရုကတောက်လျှောက်ရာမန္တရာကိုဘာပြောလဲဆိုတော့မင်းဂျဂနတ်ဘူရီကိုပြောင်းလိုက်ပါ အဲ့ဒီမှာမင်းနဲ့ငါနဲ့ခရစ္စနာအကြောင်းကိုထပ်ပြီးတော့ဆွေးနွေးမယ်ဆိုပြီးတော့ပြောတယ်အဲ့ဒါနေမထွက်ခင်မှာစေတနာမဘုရားဘာလို့လဲဆိုတော့ရာမန္တတရားကိုမြစ်တာပြခြင်းတဲ့အနေနဲ့ तू ဘာလို့လဲ तू ကိုတိုင်ဟာ तू ကိုတိုင်ဟာဘုရားရှင်ခရစ္စနာနဲ့ရာဒာနဲ့နှစ်ပါးပေါင်းစုံထားတာပါဆိုတဲ့ယူပတော်ကိုရာမန္တတရားကိုစပြီးတော့ပြခဲ့တယ်နော်အင်မတန်မှအံ့ဩစရာကောင်းတယ်နော်ရာမန္တတရားကိုပြခဲ့တဲ့ဥစ္စာဒီနော်တော်တော်ကိုအံ့ဩစရာကောင်းတဲ့နော်ကိစ္စတစ်ခုဖြစ်တယ်သူတော်တော်များများလဲ เนาะမမြင်ဘူးဆိုတော့เนาะဟွာပေါ့မမြင်ဘူးဆိုတော့ဥစ္စာကို तू อ่ะဖူးတွေ့ခွင့်ရလိုက်တာပေါ့ဗျာเนาะဒါတောင်းတောင်းကိစ္စတော့မဟုတ်ဘူးဒါပေမဲ့လည်းရလိုက်တယ်เนาะဒီရာမနန္ဒရာယိနဲ့ပတ်သက်ပြီးတော့ဗောဇေတနာမဘုရားနဲ့ရာမနန္ဒပါရာယိနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တယ်ဆိုတဲ့ကိစ္စကိုကျွန်တော်မနှက်ဖြန်မှာကျွန်တော်ပြန်ပြီးတော့ပြောပြမယ်အယံကိုကောင်းတဲ့အကြောင်းအရာတွေဖြစ်တယ်မနှက်မြန်ကြရင်လည်းဒီလိုမျိုးပဲဆက်ပြီးတော့နားထောင်ပေးပါကျေနပ်မှာဘုရားရဲ့အကြောင်းဒီအမှန်တမ်းစိတ်ဝင်စားစရာကောင်းတယ်ကျေနပ်မှာဘုရားရဲ့အကြောင်းကိုနည်းနည်းလေးချင်းနားထောင်ပြီးတော့ ကျွန်တော်ပြောတာမေးခွန်းနေလဲမေးမယ်မေးခွန်းနေမေးပြီးတော့ကျွန်တော်မဲဖောက်ပေးမယ်လို့ပြောတာလေကျေသနာမတို့ရဲ့ဇာတ်ဥကိုမဲဖောက်ပေးမယ်ပြီးရင်လက်ဆောင်တွေလည်းကျွန်တော်ပေးဖို့အစီအစဉ်ရှိပါတယ်ဆိုတော့မေးခွန်းတွေကိုလည်းကျွန်တော်အကြံပြုမှာတင်ပေးပါမယ်နားတောင်ကြပါဘုရားရှင်ကျေသနာမပရဘူးရဲ့ပွင့်တော်မူသောနေ့ရောက်လာဖို့နောက်ထပ်ရက်30သာလိုပါတော့တယ်ချက်ပြီးတော့ချက်ပြီးတော့ဘုရားရှင်ကျေသနာမပရဘူးရည်စူးပြီးတော့ဆူတောင်းကြပါပဒီစိတ်ကြပါဘုရားရှင်နာမတော်ကိုပို့ပြီးတော့ရွတ်ကြပါဘုရားရှင်ကျေသနာမပရဘူးရဲ့မေတ္တာအားလုံးပေါ်ကြောက်ရောက်ပါစေဆိုပြီးတော့ ဘုရားရှင်ရဲ့ဘုရားမခြေတော်ရေးမှာဆုတောင်းမေတ္တာပို့တာပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးကရှနာဂျဂတ်ကုရုရှလာပရဘုပါဒကီဂျိုင်အနန္တကိုရိဝိရှနံတကီဂျိုင်ရှိရှိဂျဂနာသဘလဒေစဝတရာမာတာကီဂျိုင်ရှိရှိရာမနန္ဒရာကီဂျိုင်ဧတညာမဟာပရုနိတ္တံဒပရုကီဂျာကိရှ္ဏဒါးစကဝိရာဇ်ကိုစွာမီမဟာရာဇ်ကီဂျာကိုရပရမန်အရိဘုအရိခ